အားလုံးဝမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Tokenize မှာကြားဖြစ်ချင်နေတဲ့ဟောင်ကောင်သတင်းနဲ့အတူနိုင်ငံပြောက်သူများအတွက် Bardis သမရနိုင်ငံတော်သတင်းကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ရမတဘောအနေနဲ့ tokenization မှာကြားဖြစ်ချင်နေတဲ့ဟောင်ကောင်ရဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဟောင်ကောင်မှာ tokenized deposits တွေနဲ့ digital assets တွေကိုတေချာသုံးလာနေပါပြီ။ Sandbox ကနေစပြီးတော့စမ်းသပ်ခဲ့ရတာကနေအခုအချိန်မှာတော့တကယ့် project တစ်ခုအသွင်ကူးပြောင်းလိုက်တာဖြစ်ပြီးဟောင်ကောင်ရဲ့ crypto roadmap မှာအဓိကကြားတဲ့အဆင့်အဖြစ်လဲဟောင်ကောင်ဘဝဘဏ်ကဆိုထားပါတယ်။ဟောင်ကောင်ဘဝဘဏ်က2024ခုနှစ် August လမှာတည်းက tokenization ပိုင်းဆိုင်ရာ rate ကိုစိတ်ဝင်တစားစမ်းသပ်နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ဘန်တွင်နဲ့ industry partner တွေကိုထဲသွင်းဆန်းသက်ခဲ့ပါတယ်အခုအချိန်မှာတော့2026ခုနှစ်တောက်လျှောက်မှာငွေပေးချေမှုတွေ tokenization ပိုင်းဆိုင်ရာတွေကိုတကယ်ငွေကြေးတွေနဲ့ဆန်းသက်သွားတော့မှာဖြစ်တယ်လို့အစိုးရနဲ့ဘန်ဒါရဲ့အပွဲအစည်းတွေကြားအပြန်အလှန်ချိတ်ဆက်နိုင်စွမ်းကိုတိုးလာစေဖို့ရည်ရွယ်ပါတယ်နောက်ပိုင်းမှာဟောင်ကောင်ရဲ့ဘောဘန်ငွေကြေးဖြစ်တဲ့ EHKD နဲ့ချိတ်ဆက်ပြီးတော့ငွေပေးချေမှုတွေကို24နာရီ9ရက်ပတ်လုံးလုပ်လို့ရနိုင်ဖို့အတွက်ပါဖန်တီးသွားဖို့ရှိနေပါတယ် တကယ်တော့ဟောင်ကောင်ကအာရှရဲ့ဒေတာတွင်နိုင်ငံတွေကြား tokenization နယ်ပယ်မှာကြားရကောင်ဖြစ်လာနိုင်ဖို့အသေးအတန်စ조사နေတာဖြစ်ပြီးစင်ကာပူနဲ့ဗီယက်နမ်တို့ကဟောင်ကောင်ရဲ့အဓိကပြိုင်ဘက်တွေဖြစ်နေပါတယ်ခင်ဗျာဆက်လက်ပြီးတော့နိုင်ငံပြောက်သူများအတွက်ဗားရစ်သမရနိုင်ငံတော်တရင်ကိုတင်ဆက်ပေးကြပါတယ်နိုင်ငံသားမှာမြန်မာ passport ကန်ရတာအားငယ်တယ်နေရာတကာအနှိမ်ခံရတယ်ဗီဇာတွေအတွက် အမြဲလုံးပန်းနေရတယ်။ဒါပေမဲ့မြန်မာနိုင်ငံလည်းပြန်လို့မရနိုင်သေးတဲ့နိုင်ငံပြောက်သူတွေအများကြီးရှိကြမဲ့ထင်ပါတယ်။ဒီလိုနိုင်ငံပြောက်သူတွေအတွက်ဘာဒက်စ်သမရနိုင်ငံတော်ကြီးမှနိုင်ငံသားခံယူလို့ရနေပါပြီ။တစ်နှစ်မှဒေါ်လာ30လောက်ပဲကျတဲ့မှာဖြစ်ပြီးတော့ပတ်စပို့လည်းထုတ်ပေးအောင်ပါပါ။နိုင်ငံသားဖြစ်ဖို့အတွက်ငွေကြေးသွင်းတာတွေကိုလည်း SOL USDC အပါအဝင် cryptocurrency တွေနဲ့ပေးသွင်းလို့ရနိုင်အောင်မှဖြစ်တာကြောင့်အနေရထားကတော့ရွှေ့ပြပါပဲ။ တခုရှိတာကတော့ Bardis ကတရားဝင် အသိအမှတ်ပြုမခံထားရသေးပါဘူး Justin Sun ရဲ့ Liverland လိုမျိုးပဲနိုင်ငံအဖြစ်သတ်မှတ်သူတွေကသတ်မှတ်ထားရုံသာရှိပြီးအခြားဘယ်နိုင်ငံကမှတရားဝင် အသိအမှတ်မပြုထားတာဖြစ်ပါတယ် Croatia နဲ့ Serbia နိုင်ငံကြားမှာရှိတဲ့125အီကစာမြေကွက်ပေါ်မှာနိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားတာဖြစ်ပြီးအခုလက်ရှိအချိန်မှာနိုင်ငံသား400ကျော်ရှိနေကြောင်း Bardis ရဲ့လက်ရှိအဆိုအရကကြေညာထားပါတယ် အခုအချိန်မှာတော့ Bardis နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက်စတင်လျှောက်ထားလို့ရနေပြီဖြစ်ပြီးတော့ processing fees အနေနဲ့ဒေါ်လာ350ပေးရပါမယ်။ပြီးရင်တော့လျှောက်ထားသူကို Bardis ရဲ့နိုင်ငံသားနှစ်ဦးကထောက်ခံပေးထားရပါမယ်။ဒါ့အပြင် Bardis ရဲ့ online forum တွေမှာတစ်နှစ်ပတ်လုံး active ဖြစ်ရမှာဖြစ်ပြီးတော့ A resident အဖြစ်အ ਨੇ ဆုံး17လသက်တမ်းရှိရပါမယ်။အနာဂတ်မှာ Bardis ကိုရွှေ့ပြောင်းနေထိုင်ဖို့လည်းဆန္ဒရှိရပါမယ်။ဒီရက်ချက်တွေပြည့်စုံနေရင်တော့ Bardis နိုင်ငံတော်ကြီးမှာနိုင်ငံသားဖြစ်ခွင့်လျှောက်လို့ရပါပြီ။ ဒီပုံစံကြီးတစ်ခုလုံးကကျောင်းတောင်တောင်ကြီးဆိုပေမဲ့တကယ်တော့ကွန်ဒိုတွေကိုကျိုးပွင့်စနစ်နဲ့ထုတ်ရောင်းတယ်လို့ဖြစ်ပါတယ်။အခုအချိန်မှသာခရိုအေးရှားနဲ့ဆာဗီးယားတို့ရဲ့နယ်နိမိတ်အငင်းပွားမှုတွေကြောင့်ပိုင်ရှင်မဲ့ဖြစ်နေသေးပေမဲ့အနာဂတ်မှာတော့ဘာဒစ်ကနိုင်ငံတစ်ခုပြ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 ဖြစ်လာမယ်လို့ယုံကြည်ထားကြလို့ဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာခရိုအေးရှားနဲ့ဆာဗီးယားအစိုးရတွေကဘာဒစ်နဲ့ပတ်သက်ရင်ပြင်းပြင်းထန်ထန်နှိတ်ကုတ်လေရှိပါတယ်။2023ခုနှစ်မှာတုန်းကကိုကိုကိုဘာဒစ်နိုင်ငံသားပါလို့တုံးတုံးသူတွေကို ခရိုအေးရှားရဲတွေကဖမ်းဆီးခဲ့မှုပါတယ်။ဒါကြောင့်ဘာရီစ်ကအခုအချိန်မှာတော့စိတ်ကူးအဖြစ်နဲ့သာရှိနေသေးတဲ့နိုင်ငံဖြစ်နေပေမဲ့အနာဂတ်မှာလက်တွေ့ဖြစ်လာဖို့ဆိုတာကလည်းခရင်နေစေဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုအရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်ရအောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ။